ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့အနက်လိမ်ဖွင့်ပြီးတော့အရန်ကိုစားလို့ကောင်းတယ်ချက်သားသမင်းတုံတုံနေလေးကိုလာညားပေးရဖြစ်ပါတယ်ရှင်ဒီနေ့လေးရဆိုလို့ရှိရင်တမူလဲထူချားတယ်ပြီးတော့ရတာကလည်းအရန်ကိုကောင်းပါတယ်နော်ကဲဒါဆိုလောက်နေလေးကိုသိရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင် ချက်သားထမင်းတုပ်လေးတုပ်ပေးရန်အတွက်ဖြိုးဟာချက်ရုံအောင်သားတစ်ခုကိုတုံးထားပါတယ်။အရင်ဦးဆုံးသေးသေးလေးတွေလှီးပြီးတော့ရေစေးသက်ဆင်ထားတဲ့ချက်သားထဲကိုစာနှင်းငယ်ပြီးတော့အသားမုန့်နှင်းငယ်နဲ့စနစ်မုန့်လေးနှင်းငယ်ကိုထည့်ပြီးတော့အရသာလေးနှက်သွားအောင်ပေါ့နော်။နှဲထားပေးလိုက်ပါတယ်ရှင်။ဒီနေ့လေးရဆိုလို့ရှိရင်ကြက်သားကြောထမင်းတုပ်လေးလို့လည်းပြောရတယ်ပေါ့နော်ဒီကြက်သားကိုကြောပြီးတော့ထမင်းလေးနဲ့ရောတုပ်တာပဲဖြစ်ပါတယ်အရန်လည်းလက်ဖက်ပြီးတော့အနက်လေးမှွေးပြီးအရန်လည်းစားလို့ကောင်းပါတယ် ဖြိုးလို့နဲ့သွားလိုက်တာရတာလဲသမတော်ပြီဆိုလို့ရှိရင်တော့သူ့ကိုစပြီးတော့ကြော်ပေးလိုက်ပါမယ်ဖြိုးကတော့အယောင်လေးတွေရဲထားတဲ့အထိကြော်ပါပေးလိုက်ပါတယ်ရှင်ဒီလိုတုပ်လေးကိုတော့ဖြိုးတစ်ခါမှမတုပ်စားဖို့သေးဘူးပေါ့နော်ဒါကပထမဆုံးတုပ်စားဖြစ်တာလေးပဲဖြစ်ပါတယ်ရန်လက်စားကောင်းတယ်ပေါ့နော်အရာမျိုးသားဆိုလို့ရှိရင်ရန်ကိုကြိုက်ပါတယ် ချက်သားတော့ကိုကတွတ်တွတ်ကလေးကြိုက်ရင်တွတ်တွတ်ကလေးကြော်ပေးနေတယ်လို့တကယ်လို့ကိုကမမကြီးမချိုက်ပန်းနဲ့ပေါ့နော်နည်းနည်းလေးနူးရနဲ့ရပြီဆိုလို့ရှိရင်တော့အယောင်နည်းနည်းလေးရဲလာတာနဲ့သူ့ကိုဆက်ထုတ်ပေးနိုင်ပါတယ်ရှင်ပြောရတော့အယောင်နည်းနည်းလေးရဲလာတဲ့အထိကြော်သွားပေးလိုက်ပါတယ်နည်းနည်းလေးကျွတ်လာတဲ့အထိပေါ့နော်แกခုလိုမျိုးရဲလာပြီဆိုတာနဲ့ပြောပါဆက်ထုတ်ပေးလိုက်ပါတယ် ဒီဂျန်နေတဲ့အုံကြီးတွေကကြတော့သမင်းသုံးနဲ့တွဲစားမှာဖြစ်ပါတယ်။ကဲဒါလေးတို့လည်းရဲနေပြီဆိုလို့ရှိရင်တော့ဆက်ထုတ်ပေးလိုက်မယ်။ပြရတဲ့ဖြူအိတ်စီကိုပဲယူပြီးတော့ချက်တော့ဖြူစီချက်လေးချက်ပေးလိုက်ပါတယ်။ချက်တော့ဖြူစီချက်လေးကိုတော့အယောင်လေးရဲပြီးတော့နည်းနည်းလေးချွတ်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်။ ကယ်ဖြိုးတို့ကြော်သွားပေးလိုက်တာအခုလိုမျိုးလေးချက်တုံဖြိုးကရှော်ရင်ရောင်လေးတွေတန်းလာပြီဆိုလို့ရှိရင်တော့မီးကိုပိတ်မယ်ပြရနဲ့သူ့တဲ့ဖြိုးကရောင်တိမ်မောက်လေးနှင်းငယ်ကိုထည့်ပြီးတော့သူ့ရဲ့အဖူချိန်လေးနဲ့ပဲခဏလောက်ကြော်ပေးလိုက်ပါတယ်ပြောမယ်ဆိုလို့ရှိရင်စီနေစီချက်လေးပေါ့နော် ဒါလေးတွေကတော့ချက်သားသုံးမှာပါဝင်တဲ့ဖြစ်စီလေးတွေပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့လှိထားပြီးသားခေါ်ပြီးပါမယ်။ပြီးတော့ပပလှိထားတဲ့ချက်သုံးတဲ့လုံးစာနဲ့ပပလှိထားတဲ့နနပင်အနေငယ်ပြီးတော့ဒါလေးကတော့တုံသင်သေးလေးတွေလှိထားတဲ့ရင်းချစ်တဲ့နှလုံးစာပဲဖြစ်ပါတယ်ရှင်။ပြီးတော့မကြီးမက်ရင်အနေငယ်နဲ့ငှုပ်တီချက်မှုပါမယ်။ပြီးတော့ပက်အချက်မှုနဲ့ခနာကချက်ထားတဲ့ချက်သုံးဖြူစီချက်လေးပဲဖြစ်ပါတယ်။ထမင်းရုံတော်ဖြူဝါဒီခွက်လေးနဲ့တစ်ခွက်တုံထားပါတယ်ရှင်။ပြီးတော့ခနာကကြော်ထားတဲ့ချက်သားကြော်လေးပေါ့နော်။ကဲပါဝင်ပစ္စည်း အလုံးလည်းဆက်သဖြစ်နေပြီဆိုလို့ရှိရင်ဖြိုးလို့စပြီးတော့ထုတ်ပေးရန်အတွက်ခွက်ထဲကိုထမင်းကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့လှီးရတဲ့ကော်ဘီရဲ့ခရမ်းချင်းသီးရဲ့ကြက်သွန်ရဲ့ပြီးတော့နနံပင်ရဲ့ကိုထည့်ပေးလိုက်ပါမယ်နော်။ပြီးရနဲ့ကြော်ထားတဲ့ကြက်သားကြောင့်မွှေးလေးကိုပါထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့ဖြိုးတို့ပဲအချက်မုံ၊မြုပ်သီးချက်မုံရတာတွေကချုံမုံနေငယ်၊ရောငယ်ပြိုင်အနေငယ်နဲ့မကြီးမရည်လေးနေငယ်ကိုထည့်ပေးလိုက်ပါတယ်။ နောက်ဆုံးကြမှာစင်နေစီချက်လေးကိုထည့်ပေးတာနဲ့အားလုံးသမတော်အောင်နေသွားပေးလိုက်ပါတယ်ရှင်။ဒီတုတ်လေးကတော့အိမ်ကမျိုးသားကစားချင်တယ်ဆိုလို့သူ့ကိုတုတ်ချွေဖြစ်တဲ့နေလေးပေါ့နော်။အနက်လေးရတဲ့အရင်မှွေပြီးတော့အရင်လည်းစားကောင်းပါတယ်ရှင်။ကဲဖြိုးတော့တော့ပေးလိုက်တာတမတော်ပြီဆိုလို့ရှိရင်တော့ရတပေါင်းငံကိုမြည်ပေးလိုက်ပါမယ်နော်ဖြိုးတော့ရတလုံးဝအဆင်ပြေတာနဲ့ဘာမှတော့ထပ်ပြီးတော့မထဲတော့ဘူးပေါ့နော် ကဲရတာလည်းလုံးဝဆင်ကျင်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စားမဲ့ခွက်လေးထဲကိုထည့်မယ်ပြီးရင်တော့ကိုနှစ်သက်ရသေးရွယ်လေးတွေနဲ့တွဲစားနိုင်ပါပြီရှင်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူယူရှင်ပြီးတော့အရန်နှမစားလို့ကောင်းတယ်ဖြူတို့ရဲ့တက်သားချော်ထမင်းသုံးမမွှေးလေးရတော့စားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမှန်လို့ညွှန်နေပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲเนาะဒါဆိုဖြူရနောက်ဗီဒီယိုတစ်တင်မှပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်ဘိုင်